မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးဇင်းရဲ့ဆွေတော်မျိုးတော်များယောဂီသူတော်ရှင်များအလုံးဦးဇင်းကတော့ဣတိတိဆရာတော်ပါ။တရားတော်မြတ်တွေကို ရှုမဲ့ပေါ်များကြတယ်၊ရှုမဲ့ပေါ်များကြတယ်ဆိုတာလောကဥပမာနဲ့ပြောရင် ိုဝန်ဆောင်တဲ့အမျိုးသမီးနဲ့တူပါတယ်တဲ့သူကကိုဝန်ဆောင်တဲ့အမျိုးသမီးဟာထိုင်ရှင်တိုင်းထားလို့မရဘူးထိုင်ရှင်တိုင်းထိုင်လို့မရဘူးအဒီနဲ့ကိုတတိသာ မပြတ်အောင် ကိုဝန်မပြတ်အောင်တတိနဲ့ထားတဲ့ကဖြည်းဖြည်းချင်းထထိုင်တဲ့ကဖြည်းဖြည်းချင်းထိုင်တဲ့က ယောကနေယောကနေယောကနေစင်းတော်တဲ့သဘောတွေကို သိပေးရမှာဖြစ်တယ်။ဓာရီအခါလေးဖြည်းဖြည်းချင်းထားပြီးတော့မှစန်တန်တဲ့သဘောတွေကို သိပေးရမှာဖြစ်တယ်။ဓမ္မကိုကဒုက္ခတွေကိုဉာဏ်နဲ့ပိုင်းခြားပြီးမြင်လာမှာဖြစ်တယ်။ဘာကြောင့်လို့ရလဲဆိုတော့ကိုကမိမိမှာတတိကိုဝန်ဆောင်ထားတယ်။ တတိကိုဝန်ဆောင်ထားတဲ့သူကတဲ့အရှိန်မရွေးပညာဉာဏ်ပေါ်နိုင်တယ်တရားထူးတရားမြတ်ရနိုင်တယ်အလုံးစုံသောတရားမှာတတိကဥဆောင်နေပါတယ်တတိမပါလို့မဖြစ်ပါဘူးတိုင်းဒီအခါတရားမဲ့ဖို့တက်ပြီးတော့လမ်းလျှောက်တဲ့အခါတတိမပါတော့ဘူး လမ်းလျှောက်ပုံလမ်းလျှောက်နီးလေမမှန်တော့ဘူးဆိုရင်ဒါသတိလွတ်နေတာဖြစ်ပါတယ်เนาะထိုင်နေခါတော့မှန်ပါတယ်လမ်းလျှောက်တေးခါမမှန်ဘူးဆိုရင်သတိဆက်ဆက်မှု ပြုတ်ထွက်နေတဲ့အတွက်ပညာဉာဏ်မပေါ်နိုင်ပါဘူးပညာဉာဏ်ပေါ်ဖို့အတွက်ထိုင်နေခါလေရှုမှတ်တာမှန်တယ်လမ်းလျှောက်နေတဲ့အခါလေ တတိနံရှုမှတ်နေတာမှန်တယ်ထိုင်တဲ့အခါမှန်တယ်လမ်းလျှောက်တဲ့အခါမှန်တယ်အဲ့လိုမျိုးတတိအမြဲတမ်းဆက်ဆက်ပြီးတော့မှ ရှုမှတ်စရာအကြောင်းအရာက အမြဲတမ်းရှိနေတာဖြစ်ပါတယ်ဒါကတော့တရားမတ်တက်တဲ့လူမှပြောတာပါ တရားမတ်တက်ဖို့အတွက်လေကိုတို့ကကြိုးစားနေကြတဲ့အတွက်တရားဆိုတာဘာတွေကိုမှားရသလဲလို့ ကိုတို့ကရှားကြံနေတဲ့လူဆိုရင်မအားပါဘူးအခုလူတွေကဒီတိုက်နေတဲ့အခါအာအာရရာခုံငေးဒီငေးဖြစ်နေတတ်ပါတယ်အဲ့ဒါသူ့မှာကိုပိုင်ကမ္မထန်တခု မရှိသေးလို့ပါပဲကိုပိုင်ကမ္မထန်ဆိုတာဘာကိုပြောတာပါလဲဆိုတော့ရိတ်တာတွေမှာသင်တာကဒါမူလကမ္မထန်ကိုပဲသင်တာပါ ကိုပိုင်ကမ္မထမ်းမဟုတ်သေးပါဘူးကိုပိုင်ကမ္မထမ်းဆိုတာကိုကလမ်းလျှောက်တဲ့အခါအာသင်သလားမြင်တိုင်းသိမြင်တိုင်းသိသိပေးတာကို အာသင်သလားကြားတိုင်းသိကြားတိုင်းသိသိတာကိုပဲ အာသင်သလားအာသူဘကမ္မထမ်းဘာဝနာကိုပဲအာသင်သလားမိမိအာအသင်ဆုံးသောကမ္မထမ်းကို ကိုပိုင်ကမ္မထမ်းဖြစ်တော်တတ်ပါတယ်ဒါ လူတယောက်ရဲ့ဇယိုက်ဝါဒနာနဲ့အညီဒါဖြစ်တော့တာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မှကိုပိုင်ကမ္မထန်ရှိပြီဆိုမှအကုန်လုံးကမ္မထန်တွေကိုလေကိုက support ပေါက်တော့မှဖြစ်ပါတယ်အဒီကမနေ့ကမှကမနေ့မိုးလင်းတာနဲ့ခန္ဓာကိုယ်ကြီးဒါမျက်လုံးဖွင့်ရင် ဖွင့်နေပေါ့တခြားဗီဒီယိုပိုင်းတွေမှာလည်း ပါပြီးပါပြီမျက်လုံးဖွင့်ရင်ဖွင့်တယ်ပေါ့ကိုွေးတော့လက်မဆန်းမင်းဆန်းတော့လက်မကွေးမီလို့ဆိုထားတဲ့အတွက်သေသောနိုင်တဲ့အတွက်ငါသည်ခဏနေရင်သေမေးသူပဲခဏနေရင်သေမေးလူတယောက်ကဟိုငေးဒီငေးငေးနေလို့ဘေးရမလဲအတိတ်ကအကြောင်းအရာကိုစဉ်းစားလိုက်အနာဂတ်မှာလုံးမဲ့အကြောင်းအရာကိုတွေးလိုက်တွေးနေလို့ဘာထူးမလဲမင်းမင်းကိုကိုတရားဟောတာပေါ့ နော်ငါခဏနေသေးမေးသူခဏနေသေးမေးသူဆိုတာကိုဝန်ဆောင်နဲ့တူအောင်လေ့ကျင့်ရတယ်။ဘာကိုဝန်ဆောင်ထားလဲဆိုတော့ကိုဟာသတိကိုဝန်ဆောင်ထားတယ်။နော်အမျိုးသမီးနေဆိုရင် ပို့ပြီးတော့ support ပေါက်မှာပါ ကိုဝန်ဆောင်ဘူးလေလူတွေမို့လို့အဖုံဖုံတို့ကိုဝန်ဆောင်ဘူးသလားဗျာ။ဖုံဖုံတို့လေသတိကိုဝန်ဆောင်ထားရင်ဒါကိုဝန်ဆောင်ထားတာပါပဲ။ ိုမမပေါ်မပါဘူးပေါ်ပါရှိနေလို့ကိုဝံတဒေသာပြက်ကြမှာစိုးလို့သတိတဒေသာပြက်ကြမှာစိုးရင်တဲ့အတွက်မပေါ်မပါနဲ့ကိုကဖြည်းဖြည်းချင်းထယောဂာသေးနဲ့တူထိုင်နေခါလေဖြည်းဖြည်းချင်းစကားပြောနေခါလေဖြည်းဖြည်းချင်းတခွန်းနဲ့တခွန်းတသန်ပြီးတသန်အာပြူတာလေးတွေနှကန်လှုပ်တာလေးတွေအပန်ရက်တာလေးတွေ တီးပေးပြီးတော့မှဒါပြောရင်းနဲ့တရားမှတ်တယ်အဲ့လိုခေါ်တာပါเนาะဘာတွေကိုမှတ်နေရလဲလေထုတ်တယ်လေထုတ်တာလေးတွေအဲ့ဒီလေထုတ်တာလေးတွေဘလောက်ဆင်းရဲနေလဲတစ်ခုနဲ့တစ်ခုတူသေးလားမတူတာကအနှိမ့်စသဘောဆင်းရဲနေတာကဒုက္ခသဘော ကိုလိုချင်တိုင်းမရဘူး ပါကိုပြောတာလေကိုလိုချင်နိုင်မရဆိုတာကကိုကတခါတခါပြောဖို့လုံနေရင်နဲ့မိုးကအခြေကြီးရောလာပြန်တယ်ပဝန်းကျင်ကစူပူလာပြန်တယ်နော်အဲ့ဒါကိုလိုချင်နိုင်လေမရပါဘူးလို့ဒါအနတ္တသဘောပေါ့နော်တရားလုံရင်နဲ့လေကိုကတရားလုံရင်နဲ့ဖေးကြရမှာဖြစ်ပါတယ်တရားမဲ့ပြီးတော့သေတဲ့အခါမှာ ဟိုကတရားလုတ်တယ်ဆိုတာအနေတက်တယ်အသေးမြတ်တယ်အငိုတိတ်တယ်အကြောက်ပြေတယ်နော်အမြတ်စွာဘုရားရဲ့